ကဲအဲ့ဒါလေးအဲ့ဒါလေးရှင်းပြမယ်နော်ရှင်းပြမယ်ဆိုတော့ကျွန်တော်တို့ကစိန်ရောင်းအဝယ်လုတ်ကြတယ်ပေါ့လေနော်စိန်စိန်အယောင်းဝယ်လုတ်တယ်ကျွန်တော်တို့ကြောင်းမြေရတနာတွေစိန်တွေအယောင်းဝယ်လုတ်တဲ့ခါကြတော့ကျွန်တော်တို့တွေ ဟုတ်အရင်တော့ကဆဆချင်းအရင်တော့ကလှုပ်တော့ကြတော့ကျွန်တော်တို့စိတ်နေဟိုမြန်မာပြည်မှာစိတ်ငယ်လို့မှကျွန်တော်တို့ဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့20ရာခိုင်နှုန်းလို့တချို့25ရာခိုင်နှုန်းလို့ဒီလိုလေးရှိရနော် ရောင်းလို့ရှိလို့ရှင်20ရှုံးမယ်25ရှုံးမယ်အဲအဲ့လိုမျိုးလေးရှိတယ်အဲတုန်းကတော့ရွှေစည်းတွေကလည်းတည်ငိမ့်နေလေးနော်တည်ငိမ့်နေဆိုတဲ့ခါကျတော့အဲ့လိုမျိုးလေးအဲ့ဒီကနေမှတဖြည်းဖြည်းနဲ့ အဲကျွန်တော်တို့ဖြေလျှော့ဖြေလျှော့လာ30ရာခိုင်နှုန်းပေါ့လင်းလို့ရှိရင်900ရာခိုင်နှုန်းဆိုပြီးတော့มาဖြစ်လာအရင်တော့လင်းရင်900ရာခိုင်နှုန်းတော့မရပါဘူးเนาะအဲ့တော့30ရာခိုင်နှုန်း900ရာခိုင်နှုန်းဆိုပြီးဖြစ်လာအဲ့ဒီကနေမှကျွန်တော်တို့ live stream တွေလုပ် live stream တွေလုပ်တဲ့ခါကျတော့လေကျွန်မကလည်းဘာကြံညာလေးပြီးလဲဆိုတော့အော်လူတွေလည်းပေါ့ပေါ့မြများလေးဝင်နိုင်အောင်ကျွန်မတို့အယောင်းလေးလေးတွေဖြေလျှော့ပါလားเนาะကျွန်မကတော့ဒါကျွန်မဝယ်သူဘက်ကနေကျွန်မက ဆိုတင်သွင်းတာပေါ့เนาะအယောင်လေးလေးဖြေလျှော့ပါလားအဲ့တော့ဆိုတဲ့အချိန်ဒီမှာကျွန်တော်တို့အယောင်လေးလေးဖြေလျှော့ပြီးတော့မှအခုဆိုရင်ကျွန်မနဲ့ယောင်နဲ့ဆိုင်ဒီမှာဆို38ကအလွန်ဆုံးပေါ့ဒီလိုလေးဖြစ်တယ် အိမ်မှာကျမဘာဖြစ်တလဲဆိုတော့ကျမချပြတယ်ဆိုင်လေးတွေကိုလीချပြတယ်ဆိုတဲ့ခါကျတော့ဒါကျမနဲ့အရင်လုံတော့ဆိုင်လေးတွေပေါ့နာမည်လေးတွေတော့မပြောတော့ပါဘူးကျမချပြတယ်ဟာဒီလိုလေးဆိုရင်အမြက်ပေးတဲ့အစီအစဉ်လေးတွေလုံရင်မကောင်းဘူးလားကာလာရှီတစ်ခုမှဆိုလို့ရှိရင်နော်ကာလာရှီတစ်ခုမှဆိုဘယ်လိုပဲဖြစ်ရွှေစည်းလေးတွေပြောင်းပါလေးတွေပြောင်းဆိုဝတ်တဲ့သူကလည်းဝတ်လဲဝတ်ရတယ်သူအမြက်ကလေးလည်းရတယ်ဆိုရင်ထိုက်တဲ့နှစ်ယောက်ပတ် ပေါ့အမြနော်ထိုက်တဲ့နှစ်ယောက်ပတ်ပေါ့ဒီလိုလေးကိုငွေလေးကိုမရှုံးတော့ဘူးဆိုရင်တော့မှလူတွေကဝတ်ဖို့အတွက်စိတ်ပါဝင်စားလာလိမ့်မယ်မဟုတ်ဘူးဘယ်ကာလာဖြစ်ဖြစ်ရှုံးနေတယ်ဆိုလို့ရှိရင်နော် င်အာလူတွေကဝေးဖို့အတွက်ကိုနည်းနည်းလေးတွန့်လိုက်မယ်အဲ့တော့အမျက်လေးပေးတဲ့အစီအစဉ်လေးလုပ်ပါလားအဲ့တော့အမျက်ပေးတယ်ဆိုရဲဆိုတာမှာတော့လေကျမဆိုင်ပိုင်ရှင်မဟုတ်ဘူးလေကျမဘေးကနေ advisor အနေနဲ့ advice လုပ်တဲ့သူဆိုတဲ့အတွက်ကြောင့်မလို့ကိုနိုင်တဲ့ဝင်အားပေါ့နော်ကိုနိုင်တဲ့ဝင်အားလေးနဲ့အမျက်လေးပေးပါလားဆိုပြီးကျမဒီလိုမျိုးလေးကျမချပြတဲ့အထက်မှာ live bi account ထဲပေါ်တဲ့ဆိုင်လေးတွေရှိတယ်တော်တော်များများလေးနော် live bi account ထဲပေါ်ကြတယ်အခုလည်းကျမနဲ့လက်ရှိရောင်းနေတဲ့ဆိုင်လေးမှာအများကြီးအကုန်လုံးအမျက်ပေးပါတယ်ဒီဆိုင်ဆိုလည်းအမျက်ပေးပါတယ်နော် ကျွန်တော်အမြက်ကလေးတွေပေါ့ဟာဘယ်နှစ်ကာလရလို့ရှိရင်ဘယ်လောက် percentage ဘယ်နှစ်ကာလရအောင်ဘယ်လောက် percentage ဆိုပြီးဒီလိုလေးပေးကြတယ်ဆိုတော့ ဒါဆိုဝယ်လို့ဝယ်လို့ကောင်းသွားပြီပေါ့နော်အဲ့ဒီမှာတစ်ခါပြောစရာဘာကိစ္စတစ်ခါဘာပြန်ရှိသလဲဆိုတော့ကျမတို့တွေကရောင်းစင်တွေကကျမတို့ရွှေလိုမျိုးအရော့အတွက်နဲ့ကာလာပေါက်စင်းနဲ့အဲဒီလိုမျိုးနဲ့အရှင်နဲ့သွားတာမဟုတ်ဘဲနဲ့ကျမတို့စရောင်းတွေကစိန်သမားကလည်းဒါကျန်တဲ့ဆိုင်တွေတော့မသိဘူးပေါ့နော်ကျမနဲ့ကျမနဲ့အခုရောင်းတဲ့ဆိုင်တွေမှာတော့ကျမတို့ကဘယ်လိုပုံစံနဲ့သွားသလဲဆိုလို့ရှိရင်ကျမတို့ရောင်းလိုက်တဲ့ရောင်းလိုက်တဲ့ပစ္စည်းတွေကျမတို့က10%လား20%လားအဲဒီလောက်အမြတ်ကလေးတင်ထားမယ်ပေါ့ကျမတို့ပြန်ရောင်းနေဆိုတဲ့အချိန်တွေမှာအဲကာလာတို့အဲတနည်း တွင်းဆိုဘလောက်ပေါ့တစ်နှစ်ကျော်သွားရင်ဘလောက်ပေါ့အဲနှစ်နှစ်ပြည့်သွားရင်ဘလို့အမြတ်ပေါ့သုံးနှစ်ပြည့်သွားရင်ဘလို့အမြတ်ပေါ့စသဖြင့်အမြတ်ကလေးတွေပြန်ပေးကြတယ်ပေါ့နော်အဲတော့ဆိုတော့ကျွန်တော်တို့က10%အမြတ်တင်ထားတယ်တဘောက20%အမြတ်တင်ထားတယ်ပေါ့ဆိုပြီးတော့မှရောင်းကြတယ်ဆိုတဲ့နေရာမှာလင်းဒါဆိုင်ရှင်တွေက10%အမြတ်အပြည့်20%အမြတ်အပြည့်အမြတ်ကြတာမျိုးမဟုတ်ပါဘူးနော်သူတို့မှလည်းကျန်တဲ့ another expand တွေအများကြီးရှိသေးတာပေါ့လေနော်ဥပမာ10သိန်းနဲ့ပစ္စည်းတစ်ခုကိုကျွန်တော်တို့က10%အမြတ်တင်လိုက်တယ်ဆိုရင်သသိန်းမြတ်မယ်ပေါ့20%အမြတ်တင်လိုက်တယ်ဆိုတော့2သိန်းမြတ်တယ်ဆိုပါစို့10သိန်းနဲ့ပစ္စည်း တခုနှစ်သိန်းမြတ်တယ်ဆိုပါဆိုအဲ့နှစ်သိန်းကိုဆိုင်းရှင်ကအတည်င်အကုန်လုံးအပြည့်အဝမြတ်တာမျိုးမဟုတ်ဘဲနဲ့သူ့မှာလည်း expense တွေ cost တွေအများကြီးရှိပါတယ်နော်ဝန်ထမ်းကားတွေရှိမယ်ဆိုင်ကန်းကားကားတွေရှိမယ်ဆိုင်းပုံကုန်တွေရှိမယ်အစိုးရကိုပေးရတဲ့အခွန်အခတွေရှိမယ်အာစသဖြင့်အမျိုးမျိုးသောအကုန်အခွန်အခတွေအများကြီးရှိရတယ်သူ့ရဲ့ net တန်တဲ့ဟာဒီ5%သို့မဟုတ်3%ဒီလောက်ပဲကျန်ပါတယ်နော်ကျွန်တော်တို့ဒီလောက်ပဲသွားပါတယ်ဆိုတော့စီးပွားရေးလုပ်တဲ့ business လုပ်တဲ့အခွန်အခတွေဒါတွေကရှိနေသေးတာဘူးနော်ဆိုတော့အဲ့တော့တကယ်တမ်းသူဟာ10%မြတ်လို့ရှိရင်သူတကယ်10%လုံးမြတ်သလားဆို ိုမမြတ်ပါဘူးဒီလိုမျိုးလေးရှိပါတယ်เนาะဆိုတော့အဲ့တော့အဲဒီပစ္စည်းလေးတွေတချို့ပစ္စည်းလေးဆိုလဲဒီလိုလေးမြတ်တချို့ပစ္စည်းလေးဆိုလဲနည်းနည်းလေးရောင်းမှန်းလေးတာတယ်ဆိုလို့ရှိရင်နည်းနည်းလေးပုံမြတ်တာပေါ့လीเนาะဒီလိုမျိုးလေးနေရောင်းရတယ် အဲ့တော့ပြန်ဝင်ပြီးပြန်ကောက်တဲ့ချိန်မှာလဲကျွန်တော်တို့တွေကဒီဒုံးဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ရွှေမာတောင်ဒုံးဆိုတာရှိပါတယ်เนาะဆိုတော့ဒီအလဲရောင်းကိုရာခိုင်နှုန်းနဲ့ပဲတခါလဲသတ်မှတ်ထားလိုက်တာအဲ့တော့ကျွန်တော်တို့ကလည်းအဲဒါဒုံးဆိုပြီးတော့မှကျွန်တော်တို့သတ်မှတ်ပြီးရောင်းလိုက်တယ်အယောဒွတ်တွေနဲ့စိန်စေးတွေနဲ့သတ်မှတ်ပြီးရောင်းဖို့အတွက်ကိုကျွန်တော်တို့စဉ်းစားတဲ့ချိန်မှာဘလို့မှအဆင်မပြေဘူးရွှေချင်းကဘလောက်အယောဒွတ်ကဘလောက်စိန်တန်မိုးကဘလောက်ဆိုရင်ဒီစိန်တန်မိုးဆိုတာကဆိုင်ရှင်ရဲ့ပါဇက်ထဲမှာပဲရှိတဲ့ပါဇက်ဈေးဖြစ်သွားမယ်ဒါဆိုရင်ဧည့်သည်အတွက်မတရားမှုတွေဖြစ်လာနိုင်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုမဟုတ်ဘဲနဲ့ဒီပစ္စည်းတစ်ခုမှသတ်မှတ်လိုက်တယ်ဒါ ါဆိုရင်တိန့်တရာဒီပစ္စည်းကတိန့်တရာ ਨੇ အဲ့တော့ပြန်ရောင်းလို့ရှိရင်ကျွန်တော်တို့ဒီဆိုင်ရဲ့စီမင်းစည်းကမ်းဆိုလို့ရှိရင်တနည်းအတွင်းဆိုလို့ရှိရင်05လဲလို့ရှိရင်ကြိုက်တက်လောက်လဲတနည်းအတွင်းကိုတိန့်တရာ ਨੇ ကိုကြိုက်တဲ့ပစ္စည်း၃ချိန်လဲကျွန်တော်တို့၅ပြားမှမရှုံးဘူးเนาะ5%ရှုံးမယ်ရောင်းလို့ရှိရင်တော့5%တရာကို9သိန်းနှုတ်ပြီးတော့မှ65သိန်းပြန်ရောက်မယ်တနည်းအတွင်းမှာရောင်းရင်အဲ့တော့ကိုဝင့်မယ် ကိုချိုက်တဲ့ချိန်ပြန်ရောက်မယ်တနေ့အတွင်းမှာ95 95သိန်းပြန်ရမယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့တိတိပပရှိထားပြီးသားဟာရွှေဘလို့ဖြတ်လိုက်တာမျိုးတို့ဟာရွှေစည်းအတက်သွားလို့ဘလို့ရွှေစည်းကျသွားလို့ဘလို့ဘယ်ဟာကျဘလို့ဘလုံးကစိန်စည်းကတက်လို့ဘလို့စိန်စည်းကကျလို့ဘလို့ဒါတွေပြောနေစရာမလိုတော့ကျွန်တော်တို့ကဒီလိုလေးဒုံရောင်းနေအေးအဲ့တော့ဟာတနေ့ကျော်သွားရင်00အဲ့တော့တနေ့ကျော်မှကျွန်တော်တို့ကရောင်းကျင်နေလဲကျင်နေဆို၅ပြားမှမရှုံးတော့ကျိုက်တဲ့ပစ္စည်းနဲ့လင်းကျိုက်တဲ့ပစ္စည်းနဲ့လုတ်နှစ်နှစ်ပြည့်သွားရင်2%အမြတ်သိန်းတရာမှာ2%အမြတ်ကျွန်တော်တို့နှစ်သိန်းမြတ်နေ နော်အာဟိုတုံးနှစ်ပြည့်သွားရင်3%အမြန်ကျွန်တော်တို့3သိန်းမြက်မယ်ဆိုပြီးကျွန်တော်တို့ဒီလိုမျိုးလေးစီမင်းစီကံလေးတတ်မှတ်တယ်တဆိုင်နဲ့တဆိုင်နဲ့အမြန်ပေးတဲ့ policy လေးတွေတော့နည်းနည်းကွာတာပေါ့လေဒီလိုလေးတတ်မှတ်လိုက်တဲ့အခါကျတော့ဝယ်သူကလည်း TTPP နဲ့ဝယ်ပြီးတော့မှကျွန်တော်တို့တွေဝယ်ကြတယ်ဆိုတော့ကျွန်တော်တို့အရင်နေတော့ကကြတော့ဘာဖြစ်လဲဆိုတော့ရွှေစည်းနှုန်းက stable ဖြစ်တယ် အခုခေတ်ကကြတော့အခုလက်ရှိဖြစ်နေတဲ့ကျွန်တော်တို့အပြောင်းလဲမှာကြတော့ကျွန်တော်တို့မတည်ငြိမ်နေဘူးကဘာမှာရောကျွန်တော်တို့တိုင်းပြည်မှာရောမတည်ငြိမ်နေဘူးမတည်ငြိမ်နေတဲ့ကြောင့်အတက်ကျန်းအကြကျန်းပေါ့နော်အတက်ကျန်းအကြကျန်းဒါပေမဲ့လူတို့ကလည်းလူတို့ရဲ့စိတ်ကလည်းဘယ်လိုလေးရှိလဲဆိုကျွန်မဘယ်ဘက်မှမပါဘူးနော်အမှန်တရားကိုပြောပြတာလူတို့ရဲ့စိတ်ကလည်းဘယ်လိုလေးရှိလဲဆိုရွှေစည်းဥပမာကျွန်တော်တို့ဟိုတလောတွေတုန်းကဆိုရင်ရွှေစည်းတွေကျွန်တော်တို့30နဲ့အဲ7သိန်းထိတက်သွားတယ်နော်38သိန်းထိတက်သွားတယ်36သိန်း 38ကခဏလေးပဲ36ထိတက်သွားတယ်ပေါ့36ထိတက်သွားပြီးတော့မှကျွန်မ36မှာကျွန်မရွှေတပိတ်တာဝယ်ပြီးသွားတယ်36သိန်းမှာအဲ့ဒီကနေပြီးတော့မှဒိုင်းဆိုပြီးတော့မှပြန်ဆင်းတာရွှေစည်းတွေဘလောက်လောက်ပြန်ဆင်းသွားလဲဆိုတော့25ခွင်းလောက်ထိဆင်းသွားတယ်25သိန်းခွဲလောက်ထိဆင်းသွားတယ် တော်တော်ကြာကြာတစ်နှစ်ကျော်လောက်ကြာတယ်အဲ့မှာ25သိန်းခွဲလောက်ကြီးထိဆင်းသွားတယ်အဲ့တော့36သိန်းမှာကျွန်မရွှေတပိတ်တာဝယ်တဲ့သိန်း3600နဲ့25သိန်းထိဆင်းသွားတယ်ဆိုလို့ရှိရင်သိန်း2500ပဲရှိရတယ်ဆိုကျွန်မသိန်း1000ရှုံးသွားပြီရွှေစည်းနော်အဲ့တော့အဲ့တုန်းကဒါကျွန်မရွှေနဲ့ဥပမာပေးပြီးပြောပြတာပေါ့ဒါပေမဲ့ကျွန်မပြန်ရောင်းနေသူမဟုတ်တော့ကျွန်မရွှေကိုဒီတိုင်းပဲစုထားတယ်ဒီတိုင်းပဲထပ်ထားတယ်အချိန်တန်တော့တက်လာတယ်ပေါ့လေအဲ့တော့ကျွန်မတို့ဒီမှာအဲ့လိုအတက်ကျန်းအကျကျန်းနေဖြစ်တဲ့ခါကျတော့ရွှေတန်မိုးတွေနဲ့လိုက်တွက်ပြီးတော့မှတွက်တယ်ဆိုရင် တက်နေတဲ့ဈေးမှာကျွန်တော်တို့36သိန်းနဲ့တက်တော့36သိန်းနဲ့ရောင်းထားတဲ့ဟာ26သိန်းဆင်း25သိန်းဆင်းသွားလို့26သိန်းဆင်းသွားလို့ကျွန်တော်တို့26သိန်း25သိန်းနဲ့ပြန်တွက်လိုက်တယ်ဆိုရင်ခုနရာဂိုင်းနှုံးထက်မကဘူးရှုံးတယ်စိန်ဈေးဒီမှာရှုံးမယ်ရွှေဈေးဒီမှာရှုံးမယ်အရောတွက်ဒီမှာရှုံးမယ်တခါတည်းလက်ခတွေရှုံးမယ်အယောင်တင်ကတွေရှုံးမယ်အများကြီးရှုံးတယ်ကျွန်တော်တို့ကပစ္စည်းတစ်ခုဖြစ်ဖို့အတွက်ကိုကျွန်တော်တို့အယောင်တင်ကတွေရောပါအယောင်တင်ကဆိုလဲအခုဆိုဈေးရမ်းကြီးတယ် အဲ့တော့ကျမတို့ကဒုံးအနေနဲ့သတ်မှတ်ထားတာဝယ်သူလည်းရှင်းတယ်ရောင်းသူလည်းရှင်းတယ်ဒါပေမဲ့ကျမတို့ခုနလိုပေါ့အတက်ချမ်းအကြချမ်းဆိုတဲ့အနေထားမှာကျမတို့ဝယ်သူဘက်ကလည်းအဲဝယ်တော့ကတော့ကျမတို့ဒီစီးနင်းစီကန်းလေးကိုသဘောတူပြီးဝယ်ထားတယ်ပေါ့ပြင်ရောင်းတဲ့အချိန်ကျတော့ရွှေစည်းကငါဝယ်တော့ကလေရွှေစည်းက350လောက်ပဲရှိဟာအခုရွှေစည်းက85သိန်းဖြစ်နေပြီရွှေစည်း85သိန်းမှလည်းတို့ကဒီစည်းနဲ့ပဲပေးတာဒီအယောင်လေးနဲ့ဒီလိုမျိုးလုပ်ပြီးတော့မှပေးတာတို့မှမချမ်းသာရင်ဘယ်သူချမ်းသာမလဲဆိုပြီးတော့မှဒီလိုမျိုးလေးပြောချလာမျိုးလေးတွေရှိ တယ်ဒါကတော့ဒီလိုသွားပြောလို့တော့မရဘူးကျွန်တော်တို့တွေကကျွန်တော်တို့စဝယ်နေတာဒီစီမင်းစီကံကို agree ဖြစ်ပြီးတော့မှကျွန်တော်တို့ကဝယ်ထားတာပေါ့နော်ဆိုတော့ကြာသွားရင်လည်းသူတို့ခံရမှာအဲတုန်းကဆိုလဲ sanction တွေတော်တော်လေးကိုဂျွန်းပြစ်အောင်ခံရတယ်ဘာဖြစ်လို့ရွှေစင်းကြာသွားတယ်အဲ့တော့ဒီကာလမှာကလည်း ထိထိကိုက်ကိုက်နဲ့တိတ်ပြီးတော့မှဖြင်းအားလောက်အောင်ကျွန်တော်တို့စိန်ဝင်ဝင်ကြတဲ့ mostly အများကြီးကဘသူမှနှိရှေဆယ်စုနှစ်တစုတီစောင့်ပြီးတော့မှဝစ်တဲ့ဝစ်ဖို့လူကလည်းဝယ်တဲ့သူကလည်းပြန်မရောက်တော့ဘူးဆယ်စုနှစ်တစုမကလို့သူကကျွန်တော်တို့လိုလူမျိုးဆိုဝယ်တယ်ဝယ်ပြီးတော့ပြန်မရောက်တော့ဝယ်ဖို့အတွက်ကိုပြန်ရောက်ဖို့အတွက်ကိုမစင်စားဘူးကိုပစ္စည်းကိုမြင်နိုးတယ်ဒါမြင့်နောက်ပိုင်းကကျတော့စိန်လေးကိုပတ်စံရှင်စိန်လေးဝယ်ဝင်လိုက်တယ်ဟာကျွန်တော်တို့အလင်းရောင်းလေးအာ10%အဲ8%ရှုံးမယ်တိန်းတရာရှစ်သိန်းရှုံးရောဝယ်ဝင်လိုက်တယ်ပွဲလန်းတပင်းတွေတက်လိုက်တယ်ဟာဒီလိုလေးလုံးလိုက်တယ်သူကြွားလို့ချေလို့ရတယ် ်အဲပြီးရင်ပြန်ရောင်းလိုက်တယ်အဲပြီးရင်ပြန်လဲဝင်မယ်နောက်တစ်ခုနဲ့ဒီလိုမျိုးလေးနဲ့ဝစ်ကြတယ်ပေါ့နော်ကာလရှည်ကြီးအဲ့လိုမဟုတ်အဲ့ဒီတည်းရာမှာတချို့သောသူတွေကတော့ဒါမျိုးလေးကိုတွက်ပြီးတော့မှပလင်းနာမျိုးလေးဟိုတနည်းအားဖြင့်ကျွန်မ post လေးတစ်ခုပေးလိုက်တယ်เนาะဆိုင်ကသူ့ကို2%အမြတ်ပေးလိုက်တယ်အာ2%အမြတ်ပေးလိုက်တယ်သူ့ lucky diamond နဲ့လာမသိဘူးเนาะဥစား तू तू ဆိုလိုထားတာအဲ့ကိုဆိုလိုထားတာ ဒါဆိုဆိုင်အနေနဲ့တော့မမောဘူးဒါဆိုင်အနေနဲ့ तू 2%အမြက်သူ့ရဲ့ agree အတိုင်း तू 2%အမြက်ပေးလိုက်တယ်ဒါပေမဲ့ဟိုဘက်ကဧည့်သည်အားကြတော့ဗာပြောလဲဆိုတော့ तू ကဒီလောက်ရွှေစည်းတွေဖြစ်သွားတာတော့မှပဲအဲ तू ကဒီမှာ2%အမြက်ပဲရတာကို तू မကြေနပ်ဘူးဆိုတဲ့ပုံစံမျိုးလေးနဲ့ post တင်နေပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ကကျွန်မကပရိသတ်ကြီးကိုပြောချင်တာကလေကျွန်တော်တို့တွေအခုဆိုင်ကြီးကတတ်မှတ်ထားတဲ့စီမင်းစည်းကမ်းကိုမင်းကိုကဝယ်မယ်ဆိုနေရနော်ဘယ်ဆိုင်နယ်ပဲဝယ်ဝယ် စီမင်းစည်းကမ်းကိုတေချာနားလည်အောင်မေးမေးပြီးတော့အဲ့ဒီစီမင်းစည်းကမ်းကိုငါ agree ဖြစ်လားငါသဘောတူနိုင်လားသဘောတူနိုင်နေဆိုမှဝယ်မဟုတ်ဘဲနဲ့ကြတော့မှကျမတို့ဘောက်ချာတွေမှာဒီ agreement တွေကပါပြီးသားဝယ်ပြီးခါကြတော့မှကျမတို့မကျေနပ်ဘူးလို့မပြုတ်ဘူးလို့အဆိုင်နာမည်တက်ပြီးပွဲရှာတယ်ဆိုဆိုင်ဘက်လုပ်ငန်းရှင်ဘက်မှာလည်းနစ်နာတယ်အဲကိုဘက်လည်းအဆင်မပြေဘူးပေါ့နော်ဒါကြောင့်မလို့ကျမတို့ဘယ်ဆိုင်နေပဲဝင်ဝင်ဒီစီမင်းစည်းကမ်းလေးတွေကိုမေးနော်စီမင်းစည်းကမ်းလေးတွေကိုမေးမေးပြီးတော့မှကိုကျေနပ်မှသဘောကျမှဝယ် အဲ့ဒါလေးတော့ကျွန်မကလေဟိုသတိလေးပေးချင်တယ်เนาะဆိုတော့တစ်ခါတလေကြလို့ရှိရင်အကိုမတိလိုက်ဖ ೇನೆ ဝင်မိလိုက်လို့မှဖြစ်ရလေခြင်းလို့ဖြစ်မှာဆိုလို့ကျွန်မတို့တွေပတ်စံအေဘရန်ဒက်တီတောင်မှသိန်း3500 600 900 1000တခါလဲ4 5000တွေဝယ်ကင်နေကြတာလေဟုတ်တယ်လားပတ်စံရှိတဲ့သူတွေဝယ်ကင်နေကြတာလေအဲ့ဒီအတွက်ကိုပြန်ရောင်းလို့လည်းမရအောင်ညောင်ရောင်းလို့ရတယ်အဟောင်းစီးပေါ့เนาะဒါမဲ့ခတ်တယ်လေ နော်ဘာဖြစ်လဲဝါသနာလေးစိုက်တာလေးအဲ့တော့ကျမကအကြံဉာဏ်ပေးနေတာကပိဋိတ်တ်ကြီးကိုအကြံဉာဏ်ပေးနေတာကအကျိုးမြတ်ကိုမျှော်ကိုးတယ်အကျိုးမြတ်လိုချင်တာနော်ဒီပေါ်မှာကိုက benefit ဖြစ်ချင်တာဆိုလို့ရှိရင်စိတ်မဝင်နဲ့ရွှေဝက်ရွှေလဲမဝင်နဲ့ရွှေအတုံးပါစုအေးပွဲလန်းတပင်သွားခြင်းနဲ့ဆိုရင်တော့ကြွကြွကြွနဲ့ချီပြီးတော့ဒါလေပင်ဆွဲသွား ်နော်ဆိုတော့အဲ့လိုလုံးမှာပဲရမယ်ဒါကတော့ရွှေကတော့ကျွန်မခုနပြောတဲ့လိုမျိုးအကျိုးရှိတယ်အမြန်အစွန်းရတယ်နော်ဆိုတော့ကျမတို့ဒီစိန်နေကြောင်းမြေရေဒနာတွေအခုကျမတို့တွေကတော့ဒါတွေကတော့ကျမတို့တွေကလူတယောက်ရဲ့စိုက်နေတတ်မှုနော်စိုက်နေတတ်မှုနဲ့ကျမတို့ကအဲကိုယ့်ရဲ့ ိုင်ဆိုင်မှုကိုယ့်ရဲ့ကြွယ်ဝချမ်းသာမှုကိုပြတဲ့ပြယုတ်အနေနဲ့ဝစ်ကြတာတိန့်တရာရန်တက်နိုင်နေတယ်သူကလည်းတွေ့လာဟဲ့ငါတိန့်တရာရန်ဝစ်နိုင်နေဆိုတော့ကျမတို့ရဲ့ကြွယ်ဝချမ်းသာမှုကိုပြတဲ့ပြယုတ်အနေနဲ့ဝစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရွှေကိုဝယ်ယူစူဆောင်းတယ်လို့မျိုးအကျိုးအမြတ်မရှိဘူးသူကတော့เนาะဆိုတော့ရွှေတော့ပါတယ်ဒါပေမဲ့ သူရဲ့အယောင်အလင်း system ကိုနည်းကကျမတို့ percentage နဲ့တွားတယ်ဆိုရင် ရာဂိုင်နှုန်းနဲ့တွားတယ်ဆိုရဲ system ကိုလုတ်ထားတယ်ဒါကြောင့်မလို့စိန်ဝတ်တယ်ရွှေလိုမျိုးမမျက်ရကောင်းလားလို့မတွေးနဲ့ရွှေလိုမျိုးမျက်ချင်တယ်ဆိုရင်ရွှေကိုပဲတွားဝက်ရွှေတော်မှရွှေအထင်ဆိုရင်သဘောကကျမတို့ပစ္စည်းတစ်ခုလုတ်ထားတယ်အယောက်တော့က10သိန်းကြတယ်ဆိုရင်အဲ့ဒီပစ္စည်းတစ်ခုဒီရွှေတစ်ချက်သားကို10သိန်းရတော့မှအဲ့ဒီပစ္စည်းရဲ့အရင်းရမှာ အဲ့တော့အကျိုးမြတ်ကိုရကျင်တယ်ကိုကကိုတွေကနိနာဆုံးရှုံးမှုလုံးဝမဖြစ်ချင်ဘူးဆိုရင်ရွှေအတုံးမဲဝယ်စုအခောက်တုံးတွေဝယ်စုဒါဆိုရင်ကျမတို့ကကိုတွေကနေပြီးတော့မှနိနာဆုံးရှုံးမှုမဖြစ်ဘူးစီးပွားအခုနလိုပေါ့စီးပွားအတွက်တွက်မယ်ဆိုရင်အကျိုးမြတ်ရှိတယ်ကျမတို့စိန်ကတော့စာရောင်းနေကစိန်ဆိုင်ပိုင်ရှင်နေရလဲကျမတို့သဘောအားဖြင့်ကတော့ဘလို့သဘောလဲဆိုလို့ရှိရင်ညော့ဒီမှာပစ္စည်းတစ်ခုညော့နေငါပစ္စည်းကိုဝယ်ညော့ဒီမှာနေငါငွေယူထားနော်ငါငွေယူထား ယောက်ဒီမှာငံပစ္စည်းယူဝတ်သွားတယ်ဝင်းမဲဒုံးမေကတ်တာဖိုးဖိုးညံ့ညံ့သူ့ဟာသူ့သူ့ရဲ့ဟာသူစိတ်ကျဉ်နဲ့အောင်ဝတ်ပြီးသွားပြီဟဲ့ယောက်ငါဒီပစ္စည်းမယူကျွန်တော်ဒီပစ္စည်းမရကျွန်တော်ယောက်ဒီမှာငါ55ပြန်ပေးယောက်အရင်ဒီပစ္စည်းဝိခ800ခိုင်နော်ပစ္စည်းဝိခဝိခဒီလိုနားလည်မှုနဲ့ကျမတို့ကပစ္စည်းပေးငွေယူပစ္စည်းပေးငွေယူလုပ်တဲ့လုပ်ငန်း ပေါ့ဒီပေါ်မှာယာကင်နှုံးနဲ့ကျမတို့အတိုးပေးစားကြတယ်မလားအတိုးပေးကြတယ်လीယောဒီမှာယောငွေယူသွားငါ့ကိုလာစီအတိုးဘလောက်ပေးဆိုတဲ့သဘောမျိုးကျမတို့တွေကလည်းဒီလိုမျိုးလေးတက်ရောက်တယ်ဒီမှာယုံကြည်မှုအနေနဲ့ကျမတို့ကပစ္စည်းပစ္စည်းတစ်ခုပစ္စည်းနဲ့လုပ်ထားတယ်ပေါ့နော်အဲ့တော့ဒီပစ္စည်းကိုယူမယ် ကိုဝစ်မယ်ကိုရဲ့ဂုံတိတ်ခါကိုရဲ့စိတ်ကျဉ်နှံ့မှုကိုရဲ့ကြွယ်ဝချမ်းသာမှုပြန်ရုံနေနဲ့ဝစ်မယ်ကိုငွေမလွင်လဲကိုမရောမှုပေါ့ကိုငွေလိုတဲ့အချိန်ကြလို့ရှိရင်လည်းပြန်ရောင်းမယ်ဟာကိုငွေလိုတဲ့အချိန်ကြလို့ရှိလို့ရှိရင်ရော့ဒီမှာကိုကအမြက်ပေးအစီအစဉ်နဲ့ဆိုရင်ခုနလူမျိုးမျိုးပြောပေါ့နှစ်ရာခိုင်နှုန်းကိုမြက်သွားမယ်ဒါဒါဆိုရင်ငါဝင်လဲဝင်ရတယ်နှစ်ရာခိုင်နှုန်းမြက်တယ်ခုနလိုရွှေစင်းကတော့ဒီလောက်ဖြစ်သွားလို့ငါဒီလောက်မမြက်ဘူးလားဆိုရင်တော့စိတ်မှမမြက်ဘူးဒါကိုသိထားဖို့လိုတယ်မမြက်ဘူးစိတ်မှ ရောင်းစင်တွေကလည်းစိန်သမားတွေကလည်းဒီလိုပဲရောင်းတာဟဲ့ဒါဆိုရင်ဒီပစ္စည်းတစ်ခုကိုသူတို့ကနော်အာငါတို့စီကနေအဲဘွယ်တာကြတော့အရင်ဈေးနဲ့ဒီလိုဝယ်ပြီးအခုသူတို့ရောင်းနေကြတော့ဒီဈေးနဲ့ဝယ်တယ်ဒီဈေးနဲ့ပြန်ရောင်းနေနေ ူမလည်းရင်းနှီးမြှုပ်နှံထားရတဲ့ကြာချိန်နေရှိအောင်မယ်ပေါ့နော်ကျမတို့ကိုဆိုရင်လည်းဒီလိုပဲလေ business ကဆိုတော့ဒီ business ကတော့ဒီလိုလေးရှိနေတယ်အဲ့တော့ကျမလုပ်ငန်းရှင်ဘက်ကလည်းမပါဘူးအာဝယ်တဲ့သူဘက်ကလည်းမပါဘူး advice ပေးလို့တာဂျားရဲရနေပြီးတော့မှကိုကရတနာပစ္စည်းတော့ဝစ်ချင်တယ်အရှုံးလဲမခံချင်ဘူးတိုးပွားချင်တယ်အမြင့်ရချင်တယ်ဆိုရင်တော့စိတ်နေမဝင်နဲ့ သူကတော့ကျွင်ဝချမ်းသာမှုကိုပြတဲ့ကိုယ့်ရဲ့စိတ်ကြေနပ်မှုကိုအစာဖြေတဲ့ယတနာတွေပဲဖြစ်တယ်။အကျိုးအမြတ်အနေနဲ့ကြီးကြီးမားမားကြီးမရဘူး။လွန်ရောကျွင်ရောထံကုန်ဆိုင်ကသတ်မှတ်ထားတဲ့ percentage အမြတ်ပဲရမယ်။ဒါတော့ဆိုင်နိုင်စီကအမြတ်မပေးနေသေးဘူး။နော်၊ရွှေဆိုရင်တော့ရွှေသီးကာလာပေါက်စည်းတိုင်းရမယ်။တက်ရင်လည်းတက်စည်းရမယ်။ကြာရင်လည်းကြာစည်းရမယ်။အရော့တက်ကိုဖယ်ပြီးတော့မှရွှေချိန်အတိုင်းကျွန်တော်တို့ပြန်ရမယ်။ အဲ့ဒီမာတော်မှဘင်းကျမတို့အရော့အတွက်များရင်များတယ်လို့အရှုံးရှိနေသေးတယ်လုံးဝအရှုံးမခံခြင်းမူလုံးဝစုဆောင်းခြင်းတာလုံးဝအကျိုးအမြတ်ရှိခြင်းတာဆိုရင်တော့ရွှေအတုံးခဲပဲစုနော်အဲ့တော့ကျမတို့ကစိန်ဝယ်မယ်ဆိုရင်ပေးသက်ကြီးအနေနဲ့သိရမှာကဒီဆိုင်ကဘလို့အလဲရောင်းလဲ ဘလို့အမြတ်ပေးစီစဉ်နေရှိသလားအမြတ်မပေးဘူးလားနော်အဲ့လိုရွေးချယ်ပြီးတော့မှကိုတည်တည်ချာချာစဉ်းစားဆုံးဖြတ်ပြီးတော့မှဝင်ပြီးတော့မှကိုမလို့လို့ပြန်ရောက်တဲ့ချိန်ကတော့မှရွှေစည်းတွေကဒီလောက်တက်နေတာလေငါတို့ကဒီလိုမတက်ဘူးလားဆိုပြီးတော့မှစိုင်းကိုပြဿနာရှာလို့မရဘူးဘာဖြစ်လို့ agreement ရှိထားတယ်စိုင်းနေရာလဲသူတို့ပေါက်ချာတွေမှာဒီ agreement တွေကိုတစိုက်တုံးထူထားပြီးသားဖြစ်တယ်ဒါကြောင့်မလို့မိမိဘက်ကမကြေနပ်ဘူးဆိုဝယ်ကိုမဝယ်နဲ့အစိုးရကြီးနဲ့ကမဝင်နဲ့ရွှေစု နော်အဲ့တော့စိန်ကတော့အဲ့လိုမျိုးလေးရှိတယ်ဆိုပြီးကျမအားနေချက်အားသာချက်ကလေးကိုရှင်းပြတာနော်ဆိုတော့အကျိုးအမြတ်အများကြီးမရှိဘူးစိန်ကဝတ်ဖို့ပဲခုနကလိုစိတ်ကျေနပ်မှုပေါ့လေငေါစိန်ဝတ်တယ်ဒီလိုဖြစ်တဲ့ချိန်မှုစိန်ဝတ်တော့လေစိန်အစစ်မော့ ရွှေဝတ်တော်လဲရွှေအဆင့်ပေါ့အတုဝတ်တော်လဲအတုအဆင့်ပေါ့ fancy ဝတ်တော်လဲ fancy အဆင့်ဘာမှမဝတ်တော်လဲဘာမှမဝတ်တဲ့အဆင့်ပေါ့အဲ့တော့ကျမတို့ညာလူပြေလို့ဖြစ်လာတော့လဲလိုအပ်တဲ့အနေအားလေးတွေရှိတယ်လीเนาะလိုအပ်တဲ့နေရာလေးတွေရှိတယ်ဒါလေးစင်လိုက်မှလူအထင်ကြီးတာမျိုးလေးဒါလေးစင်လိုက်တော့မှပဲကျမတို့ကကျမတို့ကိုယ်တိုင်လဲ confident ရှိတာမျိုးလေးတွေရှိတယ်လीเนาะမိမအများစုပါလीအဲ့တော့ဒါလေးတွေလုပ်တယ်ဆိုရင်တော့ဒါမျိုးလေးရှိတယ်เนาะအားနေချက်အားသာချက်ကလေးကဒါလေးတွေကိုကြိုတင်ပြီးသိရအောင်လို့မလို့ကြိုတင်ပြီးတော့မှရှင်းပြထားခြင်းဖြစ်တယ်เนาะအဲ့တော့လीစိန်ကတော့ ော့အဲ့လိုအကျိုးမြတ်မရှိဘူးဒါပေမဲ့မိန်းမတိုင်းဟာစိတ်ကြိုက်တယ်ကျမလည်းကြိုက်တယ်နော်မဝယ်ဘူးလားလို့မင်းဝယ်မှာ နော်မဝင်ဘူးလားလို့မင်းဝင်မှာသူများလက်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 ဆိုကိုလည်းလက်လက်လက်ဖြစ်နေလေသူများဖရောက်ဖရောက်ဆိုကိုလည်းဖရောက်ဖရောက်ဖြစ်နေလေစိန်ရောင်ရှူရောင်နေတဲ့တခါတည်းကိုစိန်ပြည့်ကြီးတွေနဲ့ဟာစိန်လက်ကောက်ကြီးတွေနဲ့စိန်ငကကြီးကြီးတွေနဲ့ပွဲတွေဆိုလဲကိုကမပါဘဲနဲ့ပြောင်ပြောင်ကြီးနဲ့တွားလို့ရှိလို့ရှင်ဟဲ့အရေးချင်းရှိရင်ဒါတွေမလိုဘူးဆိုပေမဲ့လည်းစိတ်ထဲမှာတမျိုးလေးတော့ဖြစ်တယ်လေနော်မိန်းမတွေလေလူစိတ်လေနော်ဆိုတော့ဒါကဘာမှမဖြစ်ဘူးဟဲ့ငါတို့ကကိုရီကိုသွေးရှိသွားရင်ဘာရတနာမှစင်စရာမလိုဘူးဆိုတာက ကာဗာလုပ်ပြီးပြောတာတကယ်တကယ်တော့ခံစားရတယ်လေသူများဝင်ဝစ်ချင်တယ်လေဘာဖြစ်ဆိုတန်မိုးရှိတဲ့အရာလို့သတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့တန်မိုးရှိတဲ့အရာကိုစင်မြန်းနိုင်တဲ့အစင်တန်းတည့်ရက်ဒီဒါလို့သတ်မှတ်ထားရင်ကိုလည်းအဲ့ဒီကိုရောက်အောင်သွားကြတယ်လေနော်ဆိုတော့ကျမတို့ဒါအားလုံးကိုအကြံဉာဏ်ပေးတာအဲ့တော့စိန်ဝတ်တယ်ဆိုရင်တော့ခုနလိုအကျိုးမြတ်ကြီးတွေနဲ့ဆိုတဲ့ဟာမျိုးမမြန်မမှန်းမဲနဲ့ခုနကကိုယ့်ရဲ့စိတ်ကျေနပ်မှုဆိုတာကိုပဲကျမတို့က ရည်ရွယ်လို့ရပါတယ်เนาะဆိုတော့ဒါလေးကိုလည်းဒါတုံးသက်ပြတာပေါ့လေเนาะကျမကိုယ်တိုင်လည်းဒီလိုပဲပြန်ရောင်းရင်ရှုံးပါတယ်เนาะအဲ့တော့ဒီခါတလေကြာရင်သိန်း900ပို့ဝယ်ထားလိုက်တယ်အော်ရွှေဝယ်ထားလိုက်ရင်သိန်း900ဆိုမနေညံ့နေပြီအခုဒီမှာစိန်ဝင်တော့စိန်သိန်း900ဘာမှလည်းမမြတ်ဘူးဒီလိုမျိုးဖြစ်တယ်ဒါပေမဲ့လည်းဂျင်းနေတယ်လေဟုတ်တယ်လားရွှေသိန်း900မြဲနေရွှေတုံးသိန်း900ကိုနေပွဲသွားရင်ဝတ်သွားလေနေအမနားနားထဲမှာကျိုးဖောက်ပြီးဆွဲသွားလေဆိုဘယ်လိုလုပ်ရမလဲเนาะဆိုတော့ဟိုကလေးဖထောက်ဖထောက်ဆိုလူတွေကကြိလိုက်တယ်ကိုနေရ မိမတွေရဲ့မျက်လုံးဖတ်လို့ရတယ်လीနော်ဆိုတော့အဲ့လိုမျိုးလေးရှိတယ်အဲ့တော့အားနေချက်အာသာချက်ကလေးတွေကိုသုံးသပ်ပြတာပါနော်အဲ့လိုလေးရှိတယ်နော်အပေါ့နော်ဥပမာဟင်းငါတို့ငါကဒီပစ္စည်းတစ်ခုကိုငါကတပေါင်းကအာ20နဲ့20နဲ့လောက်ထားတယ်ဒီပစ္စည်းတစ်ခုကိုငါ့ကို10%နဲ့ပဲကျွန်တော်တို့ပြောကြဆိုလွှင့်အောင်လို့20ဆိုတော့နှစ်2သိန်းရောသွားမယ်ဟုတ်တယ်လား10သိန်းဆိုရင်အဲ20ဆိုတော့20ကို10ရာခိုင်နှုန်းဆို2သိန်းရောသွားမှာပေါ့နော် နှစ်သိန်းရောက်တော့18သိန်းရတယ်18သိန်းနဲ့ကိုကโอเคကိုကလည်းအယောင်အဝယ်လို့တော့10%နဲ့ရှုံးမယ်ဆိုပြီးတော့မှကိုဝင်လိုက်တယ်သိန်း20နဲ့ပစ္စည်းတစ်ခုကိုကလှုပ်ထားတယ်စိန်နဲ့ပစ္စည်းကိုပြန်ရောက်လိုက်တယ်18သိန်းရတယ်โอเคရော့ 9%18 သိန်းပြန်ပေးကိုကလည်းအစိုးရနဲ့ဒီ10%ကိုသဘောတူထားတယ်လေ18သိန်းငါပြန်ရပြီ18သိန်းโอเคရော့ 9%58 သိန်းပြန်ရပြီသူ့ပစ္စည်းပြန်ပေးလိုက်တယ်သူကသူအယောင်တင်နေတန့်နေရှင်းနေလှုပ်တယ်သူကာလတန်ချင်းနဲ့လွတ်ပြီးသူကသဘောကအပစ်စီကိုသိန်း30နဲ့သူပြန်ရောက်နေဆိုပါစို့သိန်း30နဲ့ပြန်ရောက်နေဆိုပါစို့ သူကငွေအားဖြင့်တော့ဒီမှာစေသိမ်းမြက်တယ်လို့ဖြစ်သွားလိမ့်မယ်အဲ့တော့လူတွေကဘာဖြစ်လဲဆိုတော့ကိုက78သိန်းနဲ့ဝယ်လိုက်ပြီးတော့မှကို့စီက78သိန်းနဲ့ဝယ်ပြီးတော့မှသူကသိန်း30နဲ့ပြန်ရောင်းတာကိုလူတွေကမြင်တာကြည်စမ်းငါတို့ဒီလောက်နဲ့ဝယ်ပြီးသူဒီလောက်နဲ့ပြန်ရောင်းတယ်အဲ့တော့သူကဒီပစ္စည်းကိုအနာသာကနန်းတစ်ခုကိုသူတတ်မှတ်လိုက်တာပဲရှိတယ်။โอเคဒါဆိုသိန်း30နဲ့နောက်လူကဝယ်တယ်။ဝယ်ပြီးသွားရင်အဲ့သိန်း30က သူ18သိန်းတကယ်ဒီ18သိန်းနဲ့3300နဲ့ဆိုရင်12သိန်းပေါ့မြတ်သလားဆိုတဲ့အဖြေကိုကျွန်မပြောပြမယ်။ तू မြတ်သေးတာမဟုတ်ဘူး။ तू မမြတ်ဘူး။နော်။အဲ့လူက3300နဲ့ဝယ်သွားတဲ့သူက ပြန်လာရောင်းနေဆိုရင်၁0%ပြီးတော့မှ तू က3သိန်းနှုတ်ပြီး तू 28သိန်းပြန်ပေးလိုက်တယ်။အဲ့ဒီကြောင့်မှသူ့ရဲ့အမြတ်ကပေါ်တာ3သိန်း။သူခုနကတော့18သိန်းကငွေခဏလှည့်သုံးထားရုံသဘောပဲရှိတာကျမပြောသဘောပေါက်လားမသိဘူး ျမတို့ရှေ့ခေတ်တုန်းကဒီလိုပဲပစ္စည်းတွေနဲ့ကျမတို့ပစ္စည်းပစ္စည်းချင်းဥမာဆန်နဲ့ဆန်ပနပီနဲ့ဟိုဘက်ကအသားတရွဲနဲ့ကျမတို့လဲကြတယ်လေအဲ့လိုလဲတဲ့တတ်မှတ်ချက်မျိုးပဲကျမတို့စိန်ရောင်းမယ်ဆိုတာအဲ့လိုမျိုးဒါပေမဲ့လူတွေကကြဘလို့တွေးလိုက်လဲဆိုတော့ကြည်စံငါးပစ္စည်းကိုငါသိန်း20နဲ့ဝယ်တယ်သူကငါ78သိန်းနဲ့ပြန်ရောင်းလိုက်တယ်သူကတော့ဟိုမှာသိန်း30နဲ့ပြန်ရောင်းနေတယ်ဒါဆိုရင် तू က72သိန်းအောင်ထက်မြက်သွားပြီပေါ့ဆိုတော့ तू တကယ်မမြက်သေးဘူးအဲ့72သိန်းက72သိန်းကို तू ခဏပို့သုံးထားရတာပဲရှိတာ ိုလူလာပြန်ရောင်းတဲ့အချိန်ကျရင်သူက28သိန်းပေးပြီးပြန်ဝယ်လိုက်ရတာအဲ့ဒီကြတော့မှသူ့ရဲ့အမျက်3သိန်းကထွက်တာကျွန်တော်တို့တွေအခုစိန်ရောင်းဝယ်တွေလုပ်ကြတယ်ဆိုင်ရှင်တွေကပတ်စံရသွားပြီးပြီဆိုရင်ဆိုင်ရှင်တွေရဲ့တကယ့်အမျက်ကအဲ့ဒီမှာမပေါ်သေးဘူးပတ်စံရလို့ပတ်စံလဲပတ်ယုံမရှိသေးတာအမျက်တကယ်ထွက်လာတဲ့အခြေအနေက ကျမတို့ပြန်ရောင်းပြန်လဲကြတော့မှအဲ့ဒီခုနကမြက်တဲ့အမြက်100ခိုင်နှုန်းဆို100ခိုင်နှုန်း100ခိုင်နှုန်းဆို100ခိုင်နှုန်းအဲ့ဒီ different အဲ့ဒီကျမအမြက်ကပေါ်တာအခုလုံးလုံးစင်မှာတော့ငွေလုံးရထားတယ်ရင်းနှီးမြုပ်နှံနေဒါပဲဒီလိုပဲဒီလိုပဲရှိသေးတာ တိလာအဲ့တော့ခုနပြောတယ်လို့ပေါ့ကျမပြောတယ်လို့ပေါ့ဟာကိုကတော့78သိန်းနဲ့ဝယ်ပြီး तू သိန်း30နဲ့ရောင်းတာသူ့ကိုသွားပြီးတော့မှဒီလိုမြက်တာတို့ဒီလိုဖြစ်နေတာတို့တို့မှမချမ်းသာဒါပြောလို့တော့မရဘူးပေါ့သူ့မှာလည်းသူ့ရဲ့ expense နေရှိသေးတယ်အာသူ့ရဲ့ channel cost တွေရှိသေးတယ်သူလုံးဝတာတွေရှိသေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီလူကလည်းပြန်ရောင်းရင် तू ကအဲ့ဒီရဲ့တန်ဖိုးပေါ်မှာပဲခုန percentage နဲ့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ तू ဒီ78သိန်းလုံးညီညီမြက်တယ်လို့တော့မဆိုလိုဘူးတကယ်တကယ်တွေးကြည့်မယ်ဆိုလို့ရှိရင်ဒါကြောင့်မလို့ကျမတို့ကစိန်နဲ့ရွှေနဲ့ဝတ်ဖို့အတွက်ကိုစိန်နဲ့ င့်ရွှေနဲ့ဝယ်ယူစုဆောင်မှုအတွက်ကိုခွဲချမ်းစဉ်းစားဆုံးဖြတ်မယ်ဆိုရင်စိန်ကိုဝင့်မယ်ဆိုရင်ငွေပေါ်မှာတကယ်ကိုဖြတ်နိုင်မှာငါတို့ဒီမှာ10%အရှုံးခံနိုင်လားဟေးငါတို့8%အရှုံးခံနိုင်လား5%အရှုံးခံနိုင်လားเนาะအချိန်တန်ရင် သုံးနှစ်ပြင်အမြင်ရမယ်ဆိုငါတို့သုံးနှစ်ထိစောင့်နိုင်သလားเนาะဒီလိုမျိုးလေးတွင်းအဲ့ဒါကိုခိုင်ပါပြီဆိုတော့မှဝင်ဝင်မဟုတ်ဘဲနဲ့ငါတို့ကတော့စိန်ဝင်ဝင်လိုက်တယ်အာအမြင်လည်းမရအောင်ဒီမှာကြီးရွှေဈေးကဒီလောက်ဖြစ်သွားပြီလေရွှေဈေးက30တော့ငါတို့ကဝယ်လုထားတာဒီဈေးနဲ့အခုရွှေဈေးက300ဖြစ်သွားပြီလေအဲ့ဒါတော့မှငါတို့ကဒီဈေးပေါ်မှာပဲအရှုံးအမြတ်ကဖြစ်နေသေးလားဆိုကိုကအစိုးရနဲ့သဘောတူထားတယ်လေဒီဒီအတိုင်းနဲ့လို့ဖြစ်တာပြတ်သူရွှေဈေး300ဖြစ်သွားတာသူသမိုင်းအဲ့တော့ရွှေဈေးကလည်း30ကနေပြီးတော့မှ30ဖြစ်သွားရင်လည်းသူသမိုင်း သူ့ကံကိုကံပေါ့ဒီလိုမျိုးလေးဖြစ်တယ်အဲ့တော့ဒီ percentage နဲ့ dan ကိုခံနိုင်တဲ့ percentage နဲ့ရဟောကိုယ့်ရဲ့ငွေနဲ့ကိုယ့်ရဲ့ပစ္စည်းနဲ့အလင်းအယောင်ပေါ်မှာပဲတတ်မှတ်ချက်ကိုလက်ခံနိုင်မှာစိန်ဝတ်စိန်ကတော့ dan တစ်ခုစိန်ဝတ်တဲ့အဆင့် dan ဟုတ်လားဒီခါနဲ့ရွှေနကကြီးတံမြာချမ်းနကကြီးဂေါ်လီလုံးလောက်ကြီးဝတ်ထားတာနဲ့စိန်ပွင်လေးတေးသေးလေးဖောက်ဖောက်ဖောက်ပေါက်နဲ့ဝတ်ထားတာနဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အများအမြင်မှာမြင်ရတဲ့အဆင့်တန်းချင်းတော့မတူတာအမှန်ပဲ။ ရွှေရင်တစ်ခါတည်းကို10သားကျိုးကြီးဆွဲထားတာနဲ့လက်ကောက်ကြီးတောင်လောက်ကြီးဝတ်ထားတာနဲ့စိန်လက်စွတ်တစ်ခါတည်းကို10ရည်ကြီးတကွင်းဝတ်ထားလိုက်တာနဲ့လည်းအစင်တန်းချင်းမတူတာအမှန်နဲ့ဘယ်လိုပဲဖြစ်ဖြစ်ရွှေဝတ်တာလဲရွှေလဲပဲစိန်ဝတ်တာလဲစိန်လဲပဲပေါ့အဲ့တော့ကိုကဘယ်တန်းကိုသွားချင်တာလဲကိုဘယ်လိုအမြင်ခံချင်တာလဲကိုရဲ့စိတ်အခြေအနေကဘယ်လိုလဲအဲ့စိတ်အခြေအနေပေါ်မှာတတ်မှတ်ထားတဲ့တတ်မှတ်ချက်တန်းကိုခံနိုင်လားခံနိုင်မှအဲ့ဒီတန်းတွေကိုဝင်ခဲ့ မခံနိုင်ရင်အဲ့ဒီတန်းထဲကိုမဝင်နဲ့စိန်လန်းဝတ်ချက်နဲ့ဒီဟာတွေကိုလည်းလက်မခံနိုင်ဘူးဆိုမဝင်နဲ့ဒါဝင့်ရင်ဒါရှိမယ်နော်အဲ့တော့ကျွန်မဝတ်တဲ့သူတွေကိုတခါလေးတွက်ပြထားဒါဝင့်ရင်ဒီတန်းခံနိုင်ရမယ်ဒီတန်းမခံနိုင်ရင်ဒါမဝင်နဲ့နော်ဒီတန်းမခံနိုင်ဒါမဝင်နဲ့အဲ့တော့ရွှေဝတ်သလားရွှေဝတ်တယ်ဆိုလဲစမ်းစမ်းပြပြဆိုအရောအတွက်ဒီဟာများပါအဲ့တော့အတုံးလေးသာစု ကိုကငွေကိုတိုးပွားချင်တာစီးပွားတွေကိုဖြစ်ချင်တာအကျိုးအမြတ်တွေရှိချင်တာဆိုဘာမှမဝင်နဲ့ရွှေအတုံးနေတာလှိမ့်စုအဲ့ဒါဆိုတိုးနေတက်နေမှာအေးအဲ့ဒီမှာလေကျမလူမျိုးပေါ့36သိန်းမှာဝယ်လိုက်တယ်25သိန်းလဲဆင်းသွားတော့3100သူများဆိုယူသွားမယ်နော်ဒါပေမဲ့ဘာဖြစ်လဲကိုကမလိုအပူလေးရောင်းစားမယ်ဟာမဟုတ်တော့တိန်းထားတယ်အခုသူ့အတူသူ့ဈေးကပြောင်းလဲလာတယ်အဲ့လိုအဲ့လိုအဲ့လိုတော့ရှိတယ်မမတို့ရွှေနဲ့စိန်နဲ့ရင်ဟာလေဒါလောက်ဆိုရင်ရွှေနဲ့စိန်နဲ့ရင်ဟာသဘောပေါက်လောက်ပြီးထင်တယ်နော်ဆိုတော့စိန်ဝင်ရင်ဒီလိုလေးရှိတယ်အားနဲ့ချက် အားသာချက်ဒီလိုလေးရှိတယ်အားသာချက်ကတော့ကိုယ့်ရဲ့ confidence ကိုယ့်ရဲ့ကြွယ်ဝချမ်းသာမှုကိုယ့်ရဲ့စိတ်ကျေနပ်မှုအဲ့တော့မိန်းမတွေစိတ်မွချင်လားဝတ်ချင်တယ်လေမိန်းမတိုင်းဒါသူရှုံးယုံမကလို့ဘလို့ဖြစ်ဖြစ်ဘလို့ဖြစ်ဖြစ်ဝတ်ချင်တယ်သူများ၁၀ရည်ဒီစုံဆိုလဲကို၁၀ရည်ဒီစုံဝတ်ချင်တယ်သူများဂေါ်လီလုံးဆိုလဲကိုဂေါ်လီလုံးချင်တယ်သူများဖထောက်ဖထောက်ဖရူပတက်ဆိုလဲကိုဖရူပတက်ဖလောက်ဖထောက်ဖြစ်ချင်တယ်နော်ဆိုတော့အဲ့လိုလေးတော့ရှိတယ်အဲ့တော့ရွှေရွှေဝင်လဲရွှေစိန်ဝင်လဲစိန်ဒါလေး နော်အဲ့တော့အဲ့ဒါလေးကိုခွဲခြားပြီးသွားရင်ကိုဝစ်တင်လားမဝစ်တင်ဘူးလားငါအစ်စ်နဲ့ငါဝစ်တင်သလားငါဝစ်နိုင်ပြီလားငါဒဏ်ခံနိုင်ပြီလားအဲ့ဒါမှဝစ်အဲ့တော့ငါတို့တော့ရွှေစည်းရဒီလောက်နဲ့မလို့ဒီလောက်နဲ့ရှုံပြီးတော့မှသူတို့ကတော့ဘလို့ဖြစ်တယ်ညာလို့မပြောနဲ့ကိုချင်နဲ့မှကိုလှုပ်ရတာကိုမချင်နဲ့ရင်ဝဲစရာမလိုဘူးဘယ်သူမှလည်းရိုက်မရောဘူးဟုတ်တယ်လားနော်အဲ့လိုလေးတွေးအဲ့လိုလေးစဉ်းစားအဲ့လိုလေးနဲ့တိုင်းကြည့်ကြည့်လိုက်ငါခံနိုင်ပြီလားငါလုံနိုင်မလားဒီစင်းမြင့်ဒီစီကန်းတွေတော့ရှိတယ်ငါလုံနိုင်မလားငါဝင့်နိုင်မလားငါတန်ခံနိုင်မလားငါဒီဒီ confidence မျိုးကိုငါလိုချင်သလားဒီလိုမျိုး ခံစားချက်မျိုးငါခံစားချင်လားအဲဆိုလှုပ်လိုက်မစင်စားနဲ့မခံနိုင်ဘူးလားမကျင်နဘူးလားမကြိုက်ဘူးလားမဝင့်နဲ့သူများဖောက်ဖောက်ကိုပဲငေးကြည့်နေလိုက်ဒီလိုပဲပြောလို့ရမယ်နော်ကျမတို့လည်းဒီလိုပဲအဲ့တော့တခါတလေကျမျက်စိစုံမိတ်ပြီးတော့ကိုကြိုက်တယ်လေကိုဝတ်တယ်လေမလို့ကျန်တယ်လေဝတ်တယ်ကိုမလို့ကျန်တော့ဘူးလားကိုမကြိုက်တော့ဘူးလားရောင်းပြန်ရောင်းလိုက်တယ်ကိုပစံကိုပြန်ရတယ်ရခိုင်နှုံးရှုံးတယ်နေပစိငါဝစ်ခါ ဒီလိုပဲနေလိုက်တယ်ဟင်းဒီလောက်ပဲတန်တော့ကဒီလောက်နဲ့လှုပ်ထားပြီးတော့မှအခုကျတော့တို့ကဘလောက်နဲ့ပြန်ရောက်နေအဲ့ဒါသူသမိုင်းနော်အဲ့လိုလीနော်